လာမယ့်နိုဝင်ဘာ၈ရက်နေ့ရွေးကောက်ပွဲနေ့မှာမဲယုံပေါင်းတထောင်မှာတရုံကိုနှစ်ဦးနှုံနဲ့စောင့်ကြည့်သွားမယ်လို့ရွေးကောက်ပွဲများပေါ်ပါ၍ပြည်သူများပူးပေါင်းလှုံ့ဆော်မှုအဖွဲ့ကတာဝန်ရှိသူတို့ကပြောပါရယ်ဒီလိုစောင့်ကြည့်ရမှာရွေးကောက်ပွဲနေ့မှာတနိုင်ငံလုံးလွှမ်းခြုံတဲ့နမူနာရွေးထုတ်တဲ့နည်းလမ်းဖြစ်တဲ့ Simple Based Observation စနစ်နဲ့စောင့်ကြည့်သွားမယ်လို့ Pace အဖွဲ့ကဆိုပါရယ်စောင့်ကြည့်ခြင်းအစီအစဉ်နဲ့ပတ်သက်ပြီး Pace အဖွဲ့ကအမှုဆောင်ဒါရိုက်တာကိုဆိုင်းရဲကျော်စွာမြင့်ကအခုလိုပြောပါရယ် ဆိုတော့ကျွန်တော်တို့ page ကအခုလာမဲ့ဒီ2015 trade ကောက်ပွဲမှာဟိုကျွန်တော်တို့ရွေးကောက်ပွဲစောင့်ကြည့်ရတဲ့ဘက်မှာခေါ်တဲ့အခေါ်အဝေါ်ရပါလေကျွန်တော်တို့နမူနာရွေးထုတ်ပြီးတော့စောင့်ကြည့်တာအင်္ဂလိပ်လိုကတော့ sample base observation SBO လို့လည်းကျွန်တော်တို့အတူကောက်ခေါ်တယ်အဲ့ဒီကိုသုံးကြည့်မယ်အဲ့ဒီကိုသုံးပြီးတော့မှကျွန်တော်တို့လူ2000ကိုမဲဆေးလုပ်ပြီးတော့မှမဲရုံ2000နဲ့ကျွန်တော်တို့ မဲယုံတစ်ထောင်ကိုကျွန်တော်တို့စောင့်ကြည့်မယ်။ဆိုတော့ကျွန်တော်တို့စောင့်ကြည့်မှာတော့ရုပ်ကောဖြစ်စဉ်ကိုကျွန်တော်တို့စောင့်ကြည့်မယ်။ဆိုတော့ကျွန်တော်တို့ဒီမဲယုံဖွင့်ဖို့စပြီးတော့မှပြင်ဆင်တဲ့အချိန်ကနေစပြီးတော့မှမဲယုံပိတ်ပြီးတော့မှရေတွက်တဲ့အချိန်ကြီးကျွန်တော်အဲ့ဒီဟာအားလုံးကိုကျွန်တော်တို့တယုံကိုလူစောင့်ကြည့်လေးလာရသူနှစ်ယောက်နှုံးနဲ့ကျွန်တော်တို့တနေ့ကိုကျွန်တော်တို့စောင့်ကြည့်မယ်။ base အဖွဲအနေနဲ့ကြိုတင်မဲပေးကြမဲ့နိုဝင်ဘာလ6ရက်နေ့နဲ့9ရက်နေ့မှာလဲကာလရှည်စောင့်ကြည့်လေးလာသူ130ဦးနဲ့စောင့်ကြည့်မှာဖြစ်ပါတယ် ရွှေကောက်ပွဲနေမှာလဲမဲယုံပိတ်ပြီးတဲ့နောက်မဲရီအတွက်တဲ့ဖြစ်စဉ်ကိုလည်းအချမ်းစောင့်ကြည့်သူ90ကျော်နဲ့စောင့်ကြည့်လေ့လာသွားမှာဖြစ်ပါတယ်။